uniform နဲ့ TikTok sort ထားတာလေသူစီမှာအများကြီးပဲနော် uniform အဲ့ uniform ကလေဘလောက်တောင်မှလေစောက်တီးကြတဲ့ uniform လဲဆိုတဲ့အကြောင်းရှင်တို့ပြောကြမယ်ကျောက်ကအဲ့ဒီနေရာမှာအလုံးလုံးခဲတာမလို့သိလား ကျွန်တော်ရေမစိမ်းသာမစင်ခြင်းပဲလှုပ်လိုက်တဲ့လှုပ်ရက်တစ်ခုချောင်းအကိုလိုအမလိုထိခိုက်နေတာတွားခရင်ကျွန်တော်ဒီကနေထပ်ပြီးတော့နူးညွန့်ထပ်ပြီးတောင်းပန်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်စင်လေးရဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုစင်လေးတင်ဆက်ပေးမယ့် video လေးကတော့နော်မပိုးကြဖြူခင်ရဲ့ယောက်ျားအကိုထွန်းအားဆိုလို့ရှိရင်နော်ဒီဝန်ထမ်းကောင်လေးကိုလက်သီးနဲ့ထိုးလွှတ်လိုက်တဲ့ဒါ video file လေးကိုလည်းအားလုံးကသိကြမှာပါနော်ဒီ video file နဲ့မှဆိုလို့ရှိရင်နော်အကိုထွန်းအားရောဝန်ထမ်းကောင်လေးရောဒါနှစ်ဦးနှစ်ဖက်ပြပြလင်းလင်းတောင်းပန်နေကြတာပဲဖြစ်ပါတယ်ရှင် ါကတော့ဝမ်းသာစရာပဲရှင်เนาะနှစ်ဦးနှစ်ဖက်ပြည်လဲသွားပြီဆိုတော့ဒီတောင်းမှန်လာတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကြည့်ကြည့်လိုက်ကြရအောင်ရှင်။ဒါအခုကတော့ပြောလို့ရှင်ဒါစိတ်လိုက်မှန်ပါဖြစ်တယ်ဗောနောကိုယ်စိတ်ကိုမထိနိုင်တဲ့အတွက်ကြောင့်မဖြစ်သွားတဲ့ဟိုပြဿနာတစ်ခုပေါ်မှာပေါ့အရန်လဲကြီးသွားတယ်ဒါ public မှာလည်းတော်တော်လေးကိုဟိုပြန့်နှံ့ပြီးတော့နှစ်ဖက်လုံးတော့ကိုကျိုးဖြစ်စီရဗောနောဒါဘယ်လိုလဲဖြစ်ဖြစ်ဒါဂျင်ရဲ့ဘက်ကလည်းဒါအမားတို့ကိုအာဆက်တွေ့လာပြီးတော့တက်တော့မှလည်းနေတောင်းမှန်တာကိုပြင်လာတယ် ဆက်သွယ်လာပြီးတော့လည်းအခုလိုမျိုးလာပြီးတော့အာညီလိုက်ပြောဆိုပြီးတောင်းမနေတော့တယ်မအားတော့ကျေးဇူးတင်တယ်မအားတို့ဒီနေ့ကလည်းဒါလုံးဝဟိုနင်းလာသေးခြင်းနဲ့စိတ်မရှိဘူးကြောက်နေတယောက်ပြပြလဲလဲပဲပေါ့နော်ကြောက်နေတယောက်ဟိုထိခိုက်စေခြင်းနဲ့ဆန္ဒမျိုးလည်းမရှိသလိုဟိုမအားတို့အခြေအနေပြရမယ်လို့လည်းမဟုတ်ဘူးဟုတ်တယ်မလားဒါအမလည်းအကိုရဲ့ဝန်ထမ်းဆိုတော့တန်ရောစင်ရှိရယ်မအားတို့ဘလောက်တောင်မှအစင်ပြေပြီးတော့ပျော်ခဲကြလဲဆိုတာကိုလူတွေအားလုံးလည်းသိတယ်ညီရန်လည်းသိတယ်မအားတို့လည်းသိတယ် တိတဲ့ပုံမှာရင်တော့ပျော်ကြသွားကြလာကြစားကြတော့ကြအကုန်လုံးအတိနေကြတာပဲဒါဟိုစိတ်အခက်မတင်လို့ဖြစ်သွားတဲ့ကိစ္စလေးခုပုံမှာဘယ်လိုမျိုးပြေးပြေးလေးလေးဖြေရှင်းလိုက်တာကောင်းတယ်လို့အမတော့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်လည်းဘယ်မှမတော့ဟိုကတော့ဒီတောင်းပန်မှုပဲတိကျသွားကြအမတော့ကတော့ဒီတောင်းပန်လာမှလက်မခံဘူးပေါ့နော်အဲ့ဒါလည်းကြီးကြီးတက်လာတယ်ပေါ့ဒါဟောပေါ့အမအနေနဲ့ကဟိုဟိုတောင်းဟိုပေါ့လာပြီးတော့တောင်းမှန်းနေဆိုတာတချို့ကကြတော့ပြောကြမှာပေါ့နော်အာဒါသူကအမှုခွင့်လာလို့ကြောက်လို့ ဘာဖြစ်လို့တောင်းမှလိုက်ရတာမျိုးဆိုတာမျိုးစိတ်တည်းကိုစိတ်ခင်မပါသေးနဲ့ဟိုဖိအားပေးခံရလို့တောင်းမှရတယ်ဆိုတာမျိုးမှလုံးဝမဖြစ်စေချင်ဘူးအခုကဒါရရန်မျက်နှာကြည့်တဲ့ခဏမှသိတယ်ဒါအမားတို့နော်ဒီစီလုံးလက်တွဲခဲ့တဲ့သူတွေဆိုတော့ဒါရရန်ဆိုလည်းစိတ်ကဟိုလက်သက်စစ်အခုခုဆိုစိတ်ရန်ဆက်တဲ့လူမျိုးဆိုတော့ဖြစ်သွားတာတကယ်တော့စိတ်အေးသွားတဲ့အချိန်မှာအကြောင်းနဲ့ပြောက်ကဘာပြဿနာမှမရှိဘူး နော်အဲ့အတွက်ကြောင့်မလို့လေလာတောင်းပန်တဲ့အချိန်မှာဒဉ္ရတကယ်စိတ်ရင်းမှန်နဲ့တောင်းပန်တာအဲ့အတွက်လည်းအမအကျဉ်းဆုံးတင်တယ်ဒါမဖြစ်သင့်မဲ့ဖြစ်သွားတဲ့ကိစ္စပေါ့အမတို့လည်းမဖြစ်ချင်ဘူးအဲ့အတွက်လည်းစိတ်မတောင်းဘူးပြောဒီကိစ္စရာလည်းကြီးကြီးကျယ်ကျယ်ဖြစ်ရမယ့်ကိစ္စရယ်မဟုတ်ဘူးပြောင်းလာညီလေးဘက်ကကြတော့လေညီလေးကဝန်ထမ်းနေရှိမှာဟိုအလုပ်ထုတ်ခံရတဲ့ဆိုတော့ဖီးရကိုလည်းနားလေတယ်အဲဒါမဲ့ကိုတို့ကြတော့လေကိုတို့စီးရင်စီးကန်းနဲ့မကိုက်ဘူးလို့ပြောပြတဲ့အကြောင်းရင်းလေးရှိတော့ကြတော့ နားလဲဟိုတယောက်နဲ့တယောက်နားလဲမူရတာလေးတော့ရှိမှာပေါ့ဟုတ်တယ်မဟုတ်လားဆိုရင်ညီလေးဘက်ကလည်းဟိုညီလေးတို့အသက်ရွယ်နဲ့ညီလေးတို့ပဲကြီးတဲ့ပဲကြတော့လေညီလေးတို့ပြောတဲ့အကြောင်းအရာကနောက်ဆက်တွယ်ဆူဆူကိုမသိကြလို့ဟိုကောင်းတာမှန်တာတဲ့လူကနှစ်ဖက်စကားနားထောင်မှာဟုတ်တယ်မဟုတ်လားဟုတ်ကဲ့ညီလေးအပြောကြီးပဲလဲမှန်တယ်မဟုတ်ဘူးပြောကြီးပဲလဲမှန်တယ်မဟုတ်ဘူးအဲ့ဒါညီလေးဘက်ကလည်းစိတ်ရှင်းဖို့လိုတယ် လမ်းတွေ့ရင်တော့နောက်ဆုံးပြတ်သွားတာညီလေးကိုဟောညီလေးအဲ့လိုနှုတ်ဆက်ပြီးတော့မှပဲအခင်မင်းမပြအဲ့လိုပုံစံမျိုးပဲကိုကနေနေတာသွားတင်တာဘုံကြီးဆူဆင်းနဲ့ဖတ်ပြီးတော့ချိုးတော့ကြပြောသွားတာလားလို့မဲဘာမှမဖြစ်ဘူးအချိန်နဲ့အချိန်ပါပဲဟိုလုပ်ငန်းအမရဲ့လူသားကျတော့အရင်ထဲကဟိုဟိုလုပ်ငန်းကိဝန်ထမ်းကိစ္စတွေဝင်မပါလို့ပြောတာပဲရှိတာအားလုံးနဲ့အေးစစ်စစ်ပဲလူတိုင်းနဲ့ကဟိုကဟိုကကျတော့ဟိုပါဘူးဝင်မပါဘူးကိုယ့်ရဲ့မျက်နှာအနေဒါနဲ့ ပုံမှန်ကတော့သူများမြင်ကတ်ကျင်တော့ကတ်ကျင်စရာဘာလို့လဲဆိုတော့ကျွန်တော်ကစီပွားရေးလုပ်လာ23နှစ်ကနေအခု26နှစ်ကြီးကတောက်လျှောက်ကကျွန်တော်ဟိုကကျတော့ကိုရဲတောင်းနေမှာတောက်လျှောက်လုပ်ပဲ36လောက်ရန်ကယ်ရှင်26နှစ်ငယ်စဉ်လေးတဲ့နဲ့ကြော်ရတော့ပေါ့နော်တော်ရဲပဲလို့လုံးတော်ရဲပဲလုံးလုံးလာတော့ကြာတော့ကျွန်တော်ဟိုကကြာတော့မျိုးပေါ်လို့ဒီရမလားဟိုတွေ့ကြူထေးကြူမလုံးတတ်ဘူး ဒီတိုင်းပဲဝင်နာစားလဲကုမိတာလေးလိုပဲကိုဒီပုံစံလိုက်ဝင်ပြောပြချင်းပြောတယ်ပြီးရင်ဆုံးမတယ်ဆုံးမရအကုန်လုံးဝင်နာနေမှန်ငါတပင်းကြီးပဲအိမ်မှာနေတဲ့ဝင်နာလဲအပြင်ကလာတဲ့ဝင်နာနဲ့မင်းတို့ဘယ်တော့မှတရားနဲ့တရားတော့ကိုကအပေါ်စီကနေချက်ဆန်တာဟောအထက်ကနေဆက်ဆန်တာတွေပြီးတော့အိမ်ကဝင်နာနေမှုလို့မင်းတို့ကအခွင့်အရေးပို့ယူပါလေလုံးဝလုံးဝမရှိဘူးတော့အများန်းပြပြောပြီးရဲ့ စိတ်ထဲရောရှင်းနေမလားရှင်းပါလားအေးဟုတ်ဟိုဟာဖြစ်သွားတာမျိုးဘယ်လိုမြောက်ပေးရလူကြီးရှိရဲ့ထိုးရှားထိုးရှားမဲ့လူကြီးရှိမယ်ဒါတွေကြောင့်မလို့ကဖြစ်တာတကယ်တော့ဒီဆိုရှယ်မီဒီယာဆိုတော့ဘွားမဟုတ်ဘူးလို့တော့ရရဒါနဲ့လည်းဖြည့်ရှင်းလို့မရဘူးပြီးတော့ကျွန်တော်မျက်နှာကြည့်ပြီးတော့မှဇာတ်လို့မပြောကြပါနဲ့ကျွန်တော်အနေနဲ့ဒီမှာနားရအောင်ကျွန်တော်ညနာ original ပါ original ကိုတော့ original ကိုတော့မှကျွန်တော်မိမတော့တော့ပြောမပြတတ်ပါဘူး ရှိပါလက်ပါအောင်မပြောရဲလူတွေကျွန်တော်ကမြတ်တန်နဲ့ပဲဆက်ဆံဖို့အတွက်ကျွန်တော်မိပါငငယ်လေးကလေးပြင်ပြီးခဲ့တာပါ။အဲ့တော့ဟိုပါဘောအမတော်အကုန်လုံးပြည့်လဲစီခြင်းနဲ့ပါတော့နော်ပြီးတော့လို့ဖြစ်သွားတဲ့ပြဿနာဖြစ်သွားတဲ့အချိန်မှာလည်းအမမရှိဘူးဆိုင်ထဲမှာမရှိဘူးဆိုတော့ကိုယ်ကကြားထဲကနေပေါ့ဟိုဘလိုလေးဖြစ်တဲ့နယ်ဘလိုလေးအဆင်ပြေတဲ့နယ်ဆိုတာလေးပေါ့နော်အဲ့ဒါကြောင့်မလို့ခေါ်ပြီးတော့ဒါ ောင်လေးလည်းလာမယ်ဆိုတော့ပြည်ပြီးစကားပြောလိုက်တော့အားလုံးနဲ့ဆင်ပြေသွားပါဘူး။ဩကူကွာ။ကိုယ်အရင်စဉ်းစားပြီးကြားရတယ်။ကိုတော့မှကိုမှုဆင်ပြောင်းလုပ်ပြရမယ်။ကိုကလည်းဂျာရဲကဘလို့ဆင်ပြောင်းလုပ်ပြရမလဲ။မိမပြောတော့လာလို့ရှိရင်သူ့မှာကြောက်နေရှာမှာတဲ့။ဟိုဟာသူတစ်ခုခုပေါင်းနေနေမှာ။ ခေါ်ခဲ့မှာဗောလို့ကြောက်စရာမလိုပါဘူး။အဲဝင်နဘက်ကနေပြီးတော့နော်ဇွန်နာနေတဲ့သူတွေအခုတော့ပြေးလဲသွားကြပြီရေနော်။ဂျာရီယကူရီကပဲခင်မုံမှုကြီးဖြစ်တာရှင့်။တဲ့နော်မပူးကြပြုခင်ပြောသလိုပဲရှင့်။အစတည်းကနော်စီကံလိုက်နာလို့ရှင့်ဒီလောက်ထိဖြစ်စရာအကြောင်းမရှိဘူးရှင့်။အခုလူမျိုးပြဿနာအကြီးကျယ်ဖြစ်ပြီးတော့မှဒါတောင်းမနာထက်စာလို့ရှင့်။ပြဿနာစပြီးတော့ဖြစ်တဲ့ကတောင်းမလိုက်လို့ရှင့်နော်။အလောက်ထိဖြစ်သွားစရာလည်းအကြောင်းမရှိဘူးရှင့်။ကြီးရဲ့စိတ်ထဲမှာလည်းနော်သူမကြိုက်လို့ပြောလိုက်တဲ့အရာကိုဝန်ထမ်းကနော်ချက်ချင်းဖြတ်ပြီးတော့တောင်းဝန်ပေးရဆိုလို့ ့ရှင်သူလဲကြည်အင်းကြည်အီးမှာရှင်အဲ့လောက်ထိလဲကြီးကြီးကျယ်ကျယ်ဖြစ်မှာမဟုတ်ဘူးလေနော်ကိုကဝန်ထမ်းဖြစ်တဲ့အတွက်ကိုဘက်ကဘလောက်ပဲမှန်မှန်နော်တီးခံရတဲ့အရာတွေကအများကြီးရှိရဲ့ရှင်သူများဝန်ထမ်းလုပ်တာဆိုတာမလွယ်ဘူးနော်အဲ့တဲ့ဗီဒီယိုဖိုင်မှာဆိုလို့ရှင်လဲဒီအကူကနော်ခင်မို့မို့ကြီးဖြစ်သွားရတဲ့အကြောင်းရင်းကိုရှင်းပြလာတဲ့ဗီဒီယိုဖိုင်လေးကိုလဲဆက်ပြီးရောကြီးကြီးလိုက်ကြရအောင်ရှင် အမလေးသူတို့ကတော့အပြန်အလှန်တွေတောင်းပန်ကြပြီးတော့ပြေးလဲသွားကြပြီးဆက်စုံမပူလို့ရေးကြတဲ့အချုပ်ကတော့အချီကိုမှအစဲခံလိုက်ရတယ်လေဘာဖြစ်လို့လဲဆိုတဲ့အခါကျကျောင်းရဲ့ဗီဒီယိုမှာ caption ကိုပဲဖတ်ပြီးတဲ့အခါကျတော့ပေါ့ေအမလေးတိတိချာချာဘာကိုရှင်းပြရလဲဆိုတာကိုနားမဝင်ကြအောင်နားလည်းမထောင်ကြအောင်เนาะ အဲ့ဒါကိုပဲစဉ်းပြီးရခါကြောင့်လူစဲကြတာစဲကြတာလေလူတွေကအားကြောင့်မလို့ပြောတာမြန်မာတွေကလေစီကံပလိုက်နာဘူးဆိုတဲ့အကြောင်းကိုလေရှင်တို့ကိုပြောပြအောင်မယ်လာစစမှာကိုရှင်တို့လည်းစိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်ဒီစင်ကာပူမှာမြန်မာတွေအလောက်လာလောက်ကြပြီဆိုလို့ရှင်နံပါတ်1လုပ်ငန်းသဘောတရားကိုနားမလည်ဘူးတိရလုပ်ငန်းသဘောတရားအရာလေဘသူ့ကိုဘာခိုင်းနေဘသူ့ကိုဘာခိုင်းနေဆိုလဲအချင်းချင်း jealous ဖြစ်ပြီးတော့အရန်ကိုမှမနာလို့ဖြစ်ကြတော့တော့နော်နောက်တစ်ခု နောက်တစ်ခုကကျတော့စီကံမလိုက်နာတာစီကံမလိုက်နာတာနော်သူများနိုင်ငံမှာနေလို့ရှိရင်နေမှုထိုင်မှုစီကံကိုလည်းလိုက်နာရတယ်ပြီးတဲ့အခါကျတော့လုပ်ငန်းလုပ်တယ်ဆိုလို့ရှိရင်လုပ်ငန်းရဲ့စီကံကိုလည်းလိုက်နာရတယ်အဲ့မှာစီကံကိုဘလောက်မလိုက်နာလဲဆိုလို့ရှိရင်လေအဲ့ဒီ OG ဥမာတွေလည်းရှိသေးရတော့အဲ့ဒါကိုပြောပြအောင်မယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့အဲ့ဒီဒီမှာနော်ဥပမာခိုးတွေကိုအစာကျွေးတယ်ဆိုလို့ရှိရင်လေဖိုင်းကြတယ်နော်200တို့900တို့ရက်ကွက်ပေါ်မှာမူတည်ပြီးတော့တထောင်လိုလည်းရှိတယ်ပေါ့ဟင်အဲ့ဒါမှ တချို့လူတွေလေဘလောက်တောင်မှရာရာကလပ်ပါဖြစ်လဲဆိုတော့ရင်ထဲမှာလည်းအန်းထဲမှာအော်အော်ပဲနားကိုမလဲဘူးစံစည်းတွေယူလာပြီးတော့ကျွေးတာတို့နော်ခမင်းချမ်းကဲကိုအဲ့နေရာမှာဖြူပေးတာတို့ကိုကျွေးရင်ကုတူရပါတယ်ဆိုပြီးရရချီလာလားဘာလားညာလားနားမလဲဘူးနော်အဲ့ဒါကိုသူများကမလုံနဲ့ဆိုမလုံနဲ့ပါဟုတ်တယ်မလားဘာကြီးတောက်ကြောရှိပြီးတဲ့ခါကျအဲ့လိုတွေကျွေးတာကုတူရလားမရလားကုတူရတာနဲ့နဲ့သူများစီကတ်ကိုမလိုက်နာတာများများ နောက်တစ်ခုအဲ့ဒါပြီးသွားပြီပဲထားလိုက်အောင်နောက်တစ်ခုလုပ်ငန်းစည်းကမ်းကိုမလိုက်နိုင်လားတက်တော့မှလေဒီ Singapore General Hospital မှာအလုံးလုံးနေတဲ့ကောင်လေးတယောက်ရှိတယ်။ तू ကလုပ်ငန်းကိုသူ့အရန်ပြန်မှန်းတယ်ဆိုတဲ့အကြောင်းပြချင်တာနော်ပြချင်တဲ့ခါကျ uniform နဲ့ TikTok ဆော့ထားတာလေသူ့စီမှာအများကြီးပဲနော် uniform အဲ့ uniform ကလေဘလောက်တောင်မှလေစောက်တီးကျတဲ့ uniform လဲဆိုတဲ့အကြောင်းရှင်တို့ပြောကြမယ်ကျောက်ကအဲ့ဒီနေရာမှာအလုံးလုံးခဲတာမလို့သိလားအဲ့ဒါဘလို့လဲဆိုတဲ့ခါကျ uniform က ီ housekeeping uniform မယ်နော် uniform ကိုဝတ်ပြီးတဲ့အချိန်မှာဘာမလုပ်ရဘူးညာမလုပ်ရဘူးစီကန်းတဲ့ကောင်မှာအများကြီးပဲရှိရပြီးတဲ့အခါကျတော့ uniform ကိုအပြည့်အစုံဝတ်ပြီးတော့ခြေထောက်ကညှပ်ဖက်နှက်နဲ့မလာရဘူးတော်တော့ရင်ဓာတ်ပုံရိုက်ပြီးတော့အတိုင်ခံရင်တောင်မှအဲ့လိုမျိုးရှိတယ်အဲ့ဟာမျိုးနဲ့တလွားလွားတလွားလားအဲ့တက်တော့တွေစောကြတာနော်ဒီစေးရုံကနေပြီးတော့ချင်းညှလို့စုံတစိုက်တွေရတယ်ဘာတွေညားလဲဆိုတင်လို့ရတယ်နော်ရှင်တို့ဂုံပြွဲခန်းသားတွေမှာတင်လို့ရတယ်နော်နောက်တစ်ခုကကျတော့ လုပ်ငန်းစည်းကမ်းကိုနော်လုပ်ငန်းသဘောတရားကိုနားမလည်တဲ့ခါတွေကဘလို့တွေလဲဆိုတဲ့ခါကျကျုပ်ကအဲ့ဒီရေဟိုတယ်မှာ သွားပြီးတော့ဒီအဲဒင်နာစားတာပေါ့ ਈ ဘူဖေးဒင်နာစားတာပေါ့အဲ့ဒီဟိုတယ်မှာသွားတာ၄၅၆ချိန်ကဖြစ်နေပြီဒါပေမဲ့ကိုဗစ်ကိုဗစ်ထဲမှာပဲနောက်ဆုံးစားခဲ့တာကိုဗစ်ပြီးပြီချင်းပေါ့နော်အဲ့ဒါပြီးတော့ဒီနှစ်ပိုင်းနေပေါ့နော်2022လောက်ကနောက်ဆုံးဒီနှစ်ပိုင်းနေမှာအဲ့ဒီဟိုတယ်ကိုတစ်ခါမှမသွားဖြစ်ဘူးဒါပေမဲ့အခု2025မှာသွားတဲ့အချိန်မှာ အရန်ကမှစိတ်ပြတ်ပြီးတော့ပြန်လာတယ်အကုန်လုံးပြောတာတော့မဟုတ်ဘူးเนาะတချို့သူတွေကစီကံမလိုက်နိုင်ကြဘူးရှင့်သူများနိုင်ငံဆိုတာပူပြီးတော့စီကံတင်းကျက်တယ်เนาะဒါစီကံမလိုက်နိုင်တဲ့ဒါမြန်မာတွေဆိုပြီးတော့ဒါပြောလာတာပဲဖြစ်ပါတယ်ရှင့်ဘာလို့လဲဆိုတဲ့အခါကျတော့စပွဲရိုးလောက်တဲ့တော်တော်များများကမြန်မာတွေဖြစ်နေလို့နော်မြန်မာဖြစ်နေလို့ဆိုတာဒါနှိမ်ပြီးတော့ပြောတာမဟုတ်ကိုယ်နဲ့အရင်တော့ဆေးရုံမှာ housekeeping လုပ်ခဲ့ဘူးလေဒါတိရှက်စရာမဟုတ်ဘူးတိတ်ငယ်စရာလည်းမဟုတ်ဘူး ကိုဘဝကိုတိုးတက်အောင်မြင်အောင်စူးစမ်းလုပ်ကြရမှာကိုတောင်ဒါပေမဲ့လုပ်ငန်းသဘောတရားကိုနားမလည်တာဆိုဘယ်လိုလဲဆိုတော့ကျုပ်တို့ဒီဘူဖေးသွားစားတာဖြစ်တဲ့အတွက်ဟိုတယ်မှာပတ်စံပေးပြီးတော့ဘူဖေးသွားစားတယ်အပြစ်မှာဘူဖေးစားရင်20 30ဒေါ်လာ20 30လောက်ပဲပေးရဒါပေမဲ့ဟိုတယ်မှာသွားစားပြီးဆိုတော့ကွာတရားနာနေနေတရားကိုတရားနာနေနေရဲ့ပတ်ဝန်းကျင်ကိုပေးရတယ်နော်အဲ့လိုဆိုတဲ့ခါကျတော့ ကျောက်တော့ဒီ buffet နဲ့တန်တဲ့ဒီ hotel နဲ့တန်တဲ့ service ကိုပြန်ပြီးတော့လိုချင်တယ်ဒါဒီလူတိုင်းရဲ့ရင်ထဲကစံနာပဲဟုတ်လားမဟုတ်လားရှင်တို့လည်းနားလည်လိမ့်မယ်နော်အဲ့ဒါကြာဘလို့လဲဆိုတဲ့အခါကျတော့စားပြီးရင်ပကံတွေကိုလာမသိင်းတယောက်နဲ့တယောက်နဲ့စကားတွေများနေကြတာ誒သူ့လုံးငါလုံးတွေကိုစမနေကြတာပြီးအခါကျတော့ communication မကောင်းတာရှင်တို့အင်္ဂလိပ်စာကောင်းလားမကောင်းလား communicate ဘလို့လောက်ရတယ်လဲလူရဲ့သဘောတရားတွေကိုနားလည်ဖို့လိုလိုအပ်တယ်ပြီးတဲ့အခါကျတော့ဒီလုပ်ငန်းမှာစားပြီးပကံကိုတိတ်မှာကျုပ်တို့ကတစ်ခါသွားပြီးတော့တပတ်ပတ်ပြီးစားလာလိုက်ပကံတစ်ချက်ကပါလာတယ်နှစ်ချက်ကပါလာနောက်ဆုံးကစားပွဲအပေါ်မှာပကံတွေကပဲပုံနေတယ်ဘယ်သူမှလည်းလာမသိမ်းညာနော်ပြီးတဲ့အခါကျတော့ကြည့်လိုက်တော့အဲ့ဒီမာလေးကိုဒီဒီနဲ့ကုစားတဲ့ပုံမှန်ချက်မှာပဲလောက်တာကမြန်မာ၃ယောက်ရှိတယ်နော်ဖားမတယောက်ရှိတယ် communication ကောင်းကောင်းနဲ့ စကားတွေကိုပြော ပြီးအဲ့နင်တို့ဓာတ်ပုံရိုက်ပေးမလားဘလို့ဘောကငါတို့ဘယ်မှာ review ရေးပေးသွားအောင်ကိုတိဒီအလုတ်မှာလုတ်နေတာဖြစ်တဲ့အတွက်ဒီအလုတ်ကမပြောင်းနိုင်သေးဘူးဆိုဒီအလုတ်ပေါ်မှာတာဝန်ကျေပွန်စွာလုတ်ပေးရတယ်အဲ့ဒါကိုပြောချင်တာနော်ပြောတော့ပြောလို့ရှိရင်ကျုပ်ကကြာတထေးဘက်ကပါတယ်တထေးဘက်ကပါတယ် ਨੇ စကားဘာပြောလဲဆိုတာဒီဝေဖန်မဲ့ဟာဒီသိချာလာတာကျုပ်ဆက်ဆုံးမှတ်မှုတွေကိုပြောတာမဟုတ်ဘူးဒီကပ္ပရှင်ကလူစိတ်ဝင်စားအောင်လို့တာတာဟေးအဲ့ဒါကျွန်မကျုပ်ရဲ့ဗီဒီယိုတွေကို view တက်မှာပေါ့ view တက်မှာကျုပ်ပြောချင်တဲ့ဟာတွေကဘာဆိုတာနားလည်မှာပေါ့ရှင်တို့ကိုလည်း အဲ့ဒါကြောင့်မလို့ caption နဲ့ကြုတ်ပြောချင်တဲ့ဟာတွေကတစ်ခါလေးကြားလို့ရှိရင်ဘာမှမဆိုင်ဘူးเนาะ caption ကိုပဲဖတ်ပြီးတော့လာပြီးတော့မဝေဖန်နဲ့ရှင်တော့အစားအုပ်ကိုမဖတ်ရသေးဘူးစားအုပ်ကအဖုံးကိုလေးကြည့်ပြီးတော့ဝေဖန်နေဆိုတဲ့ဟာတွေမျိုးပဲเนาะပြီးကြတော့ရှင်တော့ကြုတ်ကိုလည်းတစ်ထည့်တထင်းနဲ့လည်းလာပြီးတော့ပေးစားအောင်မယ်အဲ့မှာစိမ့်ဆိုင်တော့ကလည်းအဲ့စိမ့်ဆိုင်လေးများနဲ့ပေးစားလိုက်တာလည်းအလွန်ပဲသူကပတ်စံဘလောက်ရလို့ပတ်စံဘလောက်မှလည်းရလို့မဟုတ်ဘူးရှင်တို့တိုးတက်အောင်မြင်စေရှင်တို့သူများဝန်တန်းလောက်တယ်ဆိုလို့ရှင်ဝန်တန်းစိတ်ပဲထားတယ်ဆိုရှင်တို့တသက်လုံးဝန်တန်းမယ်ဖြစ်နေမှာ တတိကဒီလုံဝန်တန်းနေနဲ့ဘလို့ပတ်သက်ပြီးတော့စဉ်းစားလဲအလုပ်ပေါ်မှာဘလို့စဉ်းစားလဲဆိုရင် idea မျိုးတတိအတွေးခေါ်မျိုးရှိမှရှင်တို့ကိုယ်ပိုင်လုပ်ငန်းတွေထောင်တဲ့အချိန်မှာဝန်ထမ်းတွေကိုဘလို့ကင်တွယ်မလဲဘလို့ဖြည့်ရှင်းမလဲအဲ့အမျိုးတွေ idea တွေရမှာအဲ့တော့ရှင်တို့ပါရှင်တို့စဲချင်စဲမစဲချင်နေတုံလဲတုံပြောချင်တာတုံပြောမယ်ဟုတ်တယ်နော်ဒီအကူပြောလို့ပဲ caption ကိုကြည့်ပြီးတော့လာစဲသူတွေကလည်းရှိရဲ့ရှင်သူပတ်မှ live ပြီးတော့လဲတာပြောကြမလို့နော်ကိုလုံးမကိုစားရမှာရှင်ကိုကမကင်းနိုင်ဘူးမလားကောင်းအောင်နေနော်ကောင်းအောင်မနေနိုင်ဘူးဆိုလို့ရှင်တော့ဒါကင်းအောင်သာနေလိုက်ရှင် ငယ်ချင်းတို့လည်းဒီ view file လေးကိုကြည့်ပြီးတော့နော်ဘ ഹു တုတာတစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်နောက်ထပ် view file နေမှာပြန်လည်ဆောင်တွေ့ကြမယ်နော်